လောက်တောက်လျှောက်အားပေးလာတဲ့ပြည်သက်ကိုဘယ်လိုပြောမလဲအဲပြန်ပြီးတော့ကျေးဇူးတည်ရဲ့အနေနဲ့ရောလေးစားတဲ့အနေနဲ့ရောအဲ့လိုမျိုးရိုက်ပေးတာပါခင်ဗျာကျွန်တော်ကနေထုတ်ခဲ့ ID နေသူ့ရဲ့တရုတ်ဆောင်မှုတွေကိုအရင်ထဲကသဘောကျတာသူ့ရဲ့အဲ့လိုပေါ့နော်ပြီးတော့အရန်လဲအလုပ်လုပ်ရတယ်လဲ flexible ဖြစ်တယ်ကျွန်တော်ကကြာတော့ပြောပြောလုံပြီးတော့ပြဲတော့ပြဲ ဟုတ်အခုလောရတဲ့ကျွန်တော်တို့လည်းမှဝိုင်းပြီးအများကြီးပဲရှိမှကြည့်နေကြကျွန်တော်လက်တွေတုံနေရင်းတွေတုံနေချွေချွေလည်းပြန်နေဟုတ်မြန်မာစီးရီးပေါ့နော်ရုပ်ရှင်တွေတော့ရှိခဲ့ပြီမှထင်တယ်အရင်တော့ကလေပိတ်သက်ကြိုက်အောင်ပြန်ရိုက်ပေးရတာမျိုးပါမျိုးကျွန်တော်ကြားခဲ့ပြီးပဲအဲရှိရှိရှိတော့ကပေါ့နော်မင်းသမီးနဲ့မင်းသားမများလို့ပိတ်သက်တောင်းကျန်းလို့ပြန်ရိုက်ပေးရတဲ့ကားမျိုးတွေရှိရဲဒါပေမဲ့စီးရီးမှာတော့ဒါကျွန်တော် first time လို့ထင်တယ်အဲဒါလည်းပိတ်သက်ကိုဟိုကျွန်တော်ကတက်တက်ကို service တက်တက်တောက်လျှောက်ကြည့်ပေါ့နော်နှစ်လလောက်တောက်လျှောက်အားပေးလာတဲ့ပိတ်သက်ကိုဘယ်လိုပြောမလဲ အဲပြန်ပြီးတော့ကျေးဇူးတည်းရဲ့အနေနဲ့ရောလေးစားတဲ့အနေနဲ့ရောအဲ့လိုမျိုးရိုက်ပေးတာပါခင်ဗျာ။အကျွန်တော်အနေနဲ့ဆိုရင်တော့32တိပဲသွားနေတာ။ဆက်မသွားချင်ဘူး။ဘာလို့လဲဆိုတော့ဝီတုမှာလည်းဇက်ကမပေးထားဘူးလေ။အဲဆိုတော့ဆရာမကလေးစားတဲ့အနေနဲ့ရော ျွန်တော်တို့ဟိုဇက်ကိုတစ္ဆာရှိရဲ့အနေနဲ့တော့ကျွန်တော်30တင်မှာပေးရချင်တာဒါပေမဲ့ပိတ်သက်တောင်းဆိုရပိတ်သက်အရင်များတဲ့အတွက်ကြောင့်လုတ်ပေးလိုက်တာပေါ့ service လုတ်ပေးလိုက်တာဟုတ်အမေမေညနေထွန်းနဲ့ကျွန်တော်နေရာလေးကြာပြီဇက်ကားလေးရှိမှအများကြီးရိုက်ခဲ့ခဲ့ပြီးရကျွန်တော်ကနေထွက်ခဲ့ ID နေတိရတိရဆောင်မှုတွေကိုအရင်ထဲကသဘောကျတာသူ့ရဲ့အဲ့လိုပေါ့နော် ပြီးတော့အရင်လဲအလုတ်လုပ်ရလဲ flexible ဖြစ်တယ်ဘယ်တော့မှအလုတ်ကိုလည်းအရင်လေးစားတဲ့လူငယ်တယောက်ပေါ့နော်အဲဒီကားမှာတော့ကျွန်တော်သူ့ပေးလိုက်တဲ့ character လေးကသူနဲ့လည်းတကယ်လိုက်ဖက်သွားလို့ပိတ်သက်တွေရင်ထဲရောက်သွားတယ်လို့ထင်တယ်နော်မောင်မဲစံချမ်းမစားနိုင်ဘူး းဆိုလို့လေအကောင်းစားဆန်ဝယ်ပေးထားတယ်အိတ်ဆန်အလကားပဲလေမောင်ခမီးကိုပြန်အောင်တဲတဲ့ခါကျစာနေနှမျောစရာကြီးမတဲဘူးဟာမကျင်းတဲ့ကွာတဲဟောလာမခိုင်းနဲ့တော့မင်းမညာမင်းအိမ်မှာနေပြီးတော့ဒီလောက်ကလေးအောင်ဖြစ်ရှိအောင်မလုပ်နိုင်ဘူးမလုပ်တတ်ဘူးကျွန်မလုပ်တတ်ဘူးကျွန်တော်လို့အဖြစ်မရှိတဲ့ကွာဘာမှမလုပ်တတ်ဘူးကျွန်တော်ကြရတော့ပြောပြောလုံပြီးတော့ပြဲတော့ပြဲပြောပါဟုတ်အများကြီးပြောပြီးတော့ပို့ဆိုးတာကျတော့ ဟိုတကယ်မထင်မထားပဲနဲ့ဖြစ်သွားတာဆိုတော့ပုံပြဝမ်းသာကြောင်းလာတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့အားလုံးအမှတ်တိုင်ပါပဲကျွန်တော်တို့အားလုံးပါဝင်သူတယောက်ချင်းစီတိုင်းအတွက်အမှတ်တိုင်တစ်ခုပါဘာလို့ဆိုတော့ဟိုလေးထုတ်ပြောလို့ပဲလေစကားစီးပွားတစ်ခုဒီလောက်ထိပေါက်ဖို့ဆိုတာတကယ်တော့အရင်လွယ်ကူနေတဲ့အရာတော့မဟုတ်ဘူးဆိုတော့ဒီလောက်ထိအားပေးကြရဆိုတော့ကျွန်တော်တို့အကျိုးစားအထောက်အမှုတွေရဲ့ကံရဲ့ပေးတဲ့အားပေးမှုတွေရဲ့အားလုံးစုံစည်းသွားတဲ့အခါမှာဒီလောက်ထိအောင်မြင်တဲ့ကာရကာဖြစ်လာတယ်လို့ယုံကြည်ပါတယ်အဲစီစီတို့ကတော့ဒါလောလောဆယ်တော့ဘာလို့လဲကျွန်တော်ဒီဂျင်မော်ကြီးရဲ့အောင်မြင်မှုအရင်ကြည့်ရဲ့ စီစီတူးတက်ထရိုက်လို့ဒီဟာယူမှီဖို့ဆိုတာကျွန်တော်တို့အရန်ခက်ခဲသွားပြီခက်ခဲသွားပြီဖြစ်တဲ့အတွက်နည်းနည်းတော့စဉ်းစားရမယ်ပေါ့တဲ့မှာမလုတ်တင်မလုတ်တင်ဆိုတာတကယ်လုတ်ဖြစ်ခဲ့ရင်တော့ပြည်သက်ကိုအတိပေးပါမယ်အမတ်တရားကတော့ကျွန်တော်တို့ကိုနေထွက်ပြောဆိုပဲကျွန်တော်တို့ရိုက်ကူးစင်ကာလာမှာနေထွက် site ဆိုလို့ရှိရင်ကျွန်တော်တို့သူ့ makeup ကြီးလိမ့်နေ special effect makeup တနေ့ကုန်လိမ့်ခိုင်းနေပြီးတော့သူလိမ့်ပြီဆိုတာနဲ့ဘူးကရောက်ပြီအာတည့်ရအမတနေ့ကုန်အဲ့ makeup ကြီးနဲ့သူငိုလို့ထိုင်ဆောင်တယ်တနေ့ကုန်ရွာတယ်မရိုက်ဖြစ်ဘူးနောက်နေ့ပြန်လိမ့်နေလိမ့်နေတော့ okay ရယ် လိမ့်ပြီးသားပြီဆိုမိုးပြန်လာပြီ3ရက်3ရက်3ရက်ကြာတယ်အဲ့အဲ့ तू ဟိုကပြန်လာတဲ့စင်းလေအဲ့ ာစပေးအတူတွေတော့နှကန်းဝဲအတူတွေရောအဲ့ဒါကအမှတ်တရပဲကြိုက်နေဖို့တော့များပါခင်ဗျာဘာလို့လဲကြိုက်အောင်ပဲပြန်ပြန်ရအောင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ညနာလေးညှိုးလွှမ်းပြီးတော့ရိုက်ဖေးတဲ့ကြိုက်ရအောင်လို့ခင်ဗျာ